မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ31ရက်မနေ့ပိုင်းမှာတင်ပြပေးမယ့် Radio UNG ပြည်တွင်းသတင်းကောင်းစင်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင် UNG နဲ့ PDF တို့သည်အနောက်တိုင်းလက်ပါစီများမဟုတ်ပဲမြမပြည်သူလူထုကိုသာတာဝန်ခံပြီးတရုတ်နိုင်ငံပါဝင်နိုင်ငံတကာတိုင်ဝမ်နဲ့ထိတွေ့ဆက်ဆံရန်တကားဖွင့်ထားဆိုတဲ့သတင်းမြမလုံသမားတိတ္တမရှစ်တန်းခန့်အားထိုင်းနိုင်ငံအတွင်းသစ်တမ်းတိုးလုပ်ငန်းစဉ်ကိုတတ်မှတ်ကာလတွင်ဆောင်ရွက်နေရန် ထပ်မံ၍6လတက်တန်းတိုးပေးမိတဲ့တွင် မြန်မာစပေးရှောင်းနဲ့ဒုက္ခသည်များတရိထားနေထိုင်ကြရန်အိန္ဒိယဖော်မြန်မာအဖွဲ့ကတရိပေးထုတ်ပြန်တဲ့သတင်းစကိုင်းငလင်းကြီးကြောင့်ထိခိုက်ခဲ့ရသောပြည်သူလူထုအားကျပ်သိမ်းပေါင်း2500ကျော်ညှောဝေပေးခဲ့ကြောင်းကရင်နီဒေသရှိအကြောင်းများအတွက်ပင်ငိုင်းထောက်ပံ့မှုများစီစဉ်ထားကြောင်းခရင်းရောင်ကိုအတိပေးတဲ့သတင်းနဲ့ဦးမင်းကိုနိုင်ရဲ့အဆောက်ဖြစ်တဲ့ဟိုလာရှိရှိကေလန်လန်ကို CDM Medical Network Page Messenger မှာလာရောက်ဆက်သွယ်ဝေယူနိုင်ပြီဖြစ်စတဲ့သတင်းအပအဝင်တခြားသတင်းတွေကို တင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်